မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်အခြေစားခလာရ6စစ်တပ်ဝင်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဖေဖော်ဝါရီလ25ရက်နေ့ဆွေပြည်သားမျိုးအခြေဆိုင်ခလာရ6အောက်မင်္ဂလာတုံးစစ်တပ်ဝင်းကိုရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ပကဖရဲ့ဥဆောင်လမ်းညွန်မှုနဲ့မြောက်ကလာပါမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာပောက်ကွဲအားပြင်းထန်ခဲ့ပြီးတော့အကြမ်းမှာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတည်ပြုနေဆဲဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ပကဖရဲ့ဥဆောင်လမ်းညွန်မှုနဲ့ခလာရ6 အောက်မင်္ဂလာတုံစစ်တပ်ဝင်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်ပောက်ကွဲမှုပြင်းထန်တယ်လို့သိရတယ်အကြမ်းဖက်စစ်ခွဲတွေထိခိုက်မှုကိုတော့ဆက်လက်စုံစမ်းနေပါတယ်လို့မြောက်ကလပါမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမှာစစ်မှုထမ်းခိုင်းရန်လူငယ်များကိုဖမ်းဆီးငွေညှပ်မှုများလှုပ်ဆောင်နေတဲ့ဒဂုံမြို့တဲ့တောင်ပိုင်းရဲစခန်းကိုမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ25ရက်နေ့ည9:28မိနစ်အချိန်မှာဒဂုံမြို့တဲ့တောင်ပိုင်းတောင်မြောက်လမ်းစုံအနီးမှာရှိတဲ့ဒဂုံမြို့တဲ့တောင်ပိုင်းမြို့မှာရဲစခန်းကို Dark Shadow တပ်ဖွဲ့ကအဝေးထိမ်းပိုင်းနှလုံးကိုအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်နဲ့အခြားနေရာအနှံ့အပြားမှာအကြမ်းဖက်စစ်တပ်ကပြည်သူများကို ဒီတိုင်းလိုလိုဒုက္ခပေးနေပြီးတော့မတရားစစ်မှုထမ်းဥပဒေကိုအသုံးပြုကာလူငယ်များကိုဖမ်းဆီးခြင်းမိသားစုဝင်များကိုငွေညှစ်မှုများလှုပ်ဆောင်နေခြင်းကြောင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အဓိကကတော့စစ်မှုထမ်းဥပဒေတင်းကျပ်တာရဲ့မြို့နယ်ရဲစခန်းတွေကနေတဆင့်စစ်တပ်စီကိုပို့နေတာရဲ့ကြောင့်မလို့ရဲဘော်ပန်းနာကရှင်းပြထားပါတယ်။ ဒါခရိုတပ်ဖွဲ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရရနေရကနေတိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။စစ်ရေးပြတ်မှတ်များကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်သားရဲပြူစောထီးများနဲ့အရက်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များစုဝေးရနေရာများကိုမတွားကြရန်ဝေးဝေးကနေရှောင်ရှားတွားလာပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ရွာထိပ်မှာရှိတဲ့ခမရ343ကတပ်ဆွဲထားတဲ့နေအားကိုရေးဘလူးအဖွဲ့ကဝင်အောင်စီးနှင်ရန်ဝိုင်းလာတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးဟာထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ25ရက်နေ့အကြမ်းဖက်စစ်ကောင်စီတပ်သားစုစုပေါင်း15ဦးဝင်းကျင်တပ်ဆွဲထားတဲ့အာယုတောင်ရွာထိပ်နေအားကိုဝင်အောင်စီးနှင်ရန်ဝိုင်းလာတဲ့အချိန်မှာထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။တပ်ကနေထွက်ပြီးတော့ အဲ့ဒီ rubber chain တီးနေရာတွေမှာကရုတ်ကျဲလေးတွေပေါက်ပြီးတော့ကင်းမဝင်နေကြတယ်ဖြတ်တန်းသွားလာတွေကိုလည်းစောင့်ပြီးတော့ပြစ်တယ်စစ်စေးရေးထွက်လေရှိတယ်ရွာသားတွေတဲယူလာတဲ့စစ်ပစ္စည်းတွေကိုလည်းချခိုင်းတယ်အဲ့ဒီနေရာကိုဝင်ရောက်ချင်းမုံရေးအတွက်ဝင်သွားတဲ့အချိန်မှာတယောက်မှမတွေ့ရတော့ဘူးသူတို့ဘက်ကတရင်ရပြီးတော့စစ်ကောင်စီတပ်သားတွေအကုန်လုံးထွက်ပြေးသွားတာထင်တယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောပြထားပါတယ်အကြမ်းဖက်စစ်သားများကင်းမုံဝစ်တဲ့နေရာဟာအာယူတောင်ရွာထိပ်မှာရှိတယ်၃၄၃စစ်တပ်ရဲ့အနောက်ဘက်နေရာဖြစ်ပြီးတော့ တပ်ထဲကနေထွက်ပြီးတော့ကင်းမဝက်ချင်းဖြတ်တန်းသွားလာသူများကို ပြစ်ခတ်ချင်းစစ်ဆေးခြင်းများကိုလှုပ်ဆောင်လေ့ရှိတဲ့နေရာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဖြူးမြုံနယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်၃ခုကိုဒပြိုင်နက်ထဲဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအရာခံပိုတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဖေဖော်ဝါရီလ26ရက်နေ့မနက်9:00နာရီခွဲအချိန်ကကဖြူးမြုံနယ်ညောင်ပင်သာအခြေဆိုင်ခလာရ9တရင်ဂိတ်ခမာရ306တရင်ဂိတ်နဲ့ညောင်ကားရချေရွာမှာရှိတဲ့စစ်တပ်ဂိတ်3ခုတို့ကိုဖြူးမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတပြိုင်တည်းထဲဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုများအတွင်းမှာခလာရ9တရင်ဂိတ်တိုက်ခိုက်မှုမှာအရာခံဗိုလ်တပ်ဦးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ညက2နာရီခွဲလောက်မှာဖြူးမြုံနယ်ညောင်ပင်သာခလာရ9ဂိတ်ကို ဖြူမြုံနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဝင်ဖြစ်တာခလာရငါတရင်ကအရာခံဗိုလ်တအုပ်ကြသွားပါတယ်306တရင်ဂိတ်နဲ့ညောင်ကာရဂိတ်အဲ့ဒီသုံးခုတို့ကိုကြပြိုင်နာထဲဝင်ဖြစ်တာလို့သိရတယ်လို့စီရေးသတင်းအရေးမြစ်ကရှင်းပြထားပါတယ်အလားတူပဲမကွေးတိုင်းပေါ့မြုံနယ်ကပစာ24ကအကြမ်းဖက်စစ်သားများဟာနေမိုင်းနေမိပြီးတော့တအုပ်တေဆုံးက၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းစိတ်ဖြူတကိုယ်တော်ကြားစိုးကသတင်းပေးဖို့ပြောကြားထားပါတယ်မနေ့ကဖေဖော်ဝါရီလ25ရက်နေ့မနေ့9ရက်ကပေါ့မြုံနယ်ကပ္ပစာ24လင်းယုံဂိတ်အနောက်ဘက် ခွေးအတောင်လမ်းပေါ်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတပ်လွင်ဦးအောင်တန်းဝေကြောစွာမင်းနဲ့အခြားအမည်မသိတဲ့စစ်သားလေးဦးတို့ထွက်လာတဲ့အချိန်မှာနေမိုင်းများကိုနေမိကတပ်သားတပ်လွင်ဦးဟာခန္ဓာကိုယ်ဒဇစီဖြစ်ပြီးတော့တေဆုံးသွားပြီးကျန်တဲ့၃ဦးကလည်းအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာ။ အရင်ထောင်ထားတဲ့မိုင်းတွေထဲမှာကြံနေတဲ့မိုင်းတွေကိုလာရှင်းတာအရင်တစ်ခါကလည်းအဲ့ဒီနေရာမှာမိုင်းနင်းမိဘူးလို့တည်ဆုံးခဲ့တာတွေရှိတယ်အဲ့ဒါကြောင့်အခုတစ်ခါလဲလာရှင်းတဲ့အချိန်မှာမိုင်းထပ်မိပြီးတော့တည်ဆုံးသွားတာပါလို့စိတ်ဖြူတကိုယ်တော်ကြားစုအဖွဲ့ကရှင်းပြထားပါတယ်အဲ့ဒီနင်းမိုင်းများကိုစိတ်ဖြူတကိုယ်တော်ကြားစုနဲ့ပေါ့မြော်နဲ့ပကဖဇုံတက်တက်ဖွဲ့တို့အတူပူးပေါင်းကထောင်ထားခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတက်ဖွဲ့ဝင်များအထူးကြိုက်မရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတရားဝတီခရိုင်နတ်တလင်းမြို့နယ်ညောင်လေးပင်ရွာမှာလူငယ်များကိုဖမ်းဆီးပြီးတော့ပတ်စံတောင်းကပြန်လွတ်ပေးနေတဲ့ပြူစောတိခေါင်းဆောင်နေဝင်းကိုပြစ်ခတ်ရှင်းလင်းရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ25ရက်နေ့မနက်6:00မိနစ်အချိန်ကနတ်တလင်းမြို့နယ်အရှိတ်ညောင်လေးပင်ရွာကစစ်တပ်ထောက်တိုင်ပြူစောတိခေါင်းဆောင်နေဝင်းကိုဘကိုးတိုင်းစစ်တေသတရားဝတီခရိုင်အမှတ်1တပ်ရင်း P23801 တပ်ခွဲနဲ့ Phoenix DF ကရဲဘော်များက၎င်းရဲ့နေအိမ်မှာတွားရောက်ဖမ်းဆီးခဲ့ရာအတားတကြီးဖမ်းဆီးခံခြင်းမရှိဘဲနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုမျိုးထွက်ပြေးသွားတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပြစ်ခတ်ဖမ်းဆီးရာ ပြူစောတီခေါင်းဆောင် နေဝင်းရဲ့ခြေထောက်ကိုကြည်စံဖောက်ဝင်သွားခဲ့ပြီးတော့အနီးနားမှာအရက်တောင့်နေတဲ့အရက်သားပြည်သူညိုမဲကိုလည်းကြည်စံဖောက်ဝင်ထိမှန်ကတေဆုံးသွားတယ်လို့သိရပါဗျ။သူ့အိမ်ကိုဝင်ပြီးတော့သူ့မိမကိုမေးတဲ့အခါမှာပြူစောတီခေါင်းဆောင်နေဝင်းကအိမ်ထဲကိုဝင်လာတာအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲဘော်တွေကိုမြင်လို့ထွက်ပြေးသွားတဲ့အချိန်မှာပြစ်ခတ်ဖမ်းဆီးရင်းနဲ့သူ့ရဲ့ခြေထောက်တကောက်ကွေးကိုကြည်စံဖောက်ဝင်သွားတယ်။အဲ့ဒီကနေမှအနီးနားမှာအရက်တောင့်နေတဲ့ပြည်သူကိုလည်းထိမှန်သွားတာပါ။ပြူစောတီခေါင်းဆောင်နေဝင်းကတော့၅ချက်လောက်ပြစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။သူလည်းတေသွားတယ် ပြူစောရီခေါင်းဆောင်နေဝင်းစီကနေပြီးတော့ပစ္စည်းတွေတင်စီရရှိခဲ့တာတော့မရှိဘူး။သူ့မိမကတော့ဘာမှမလုပ်ခဲ့ပါဘူး။ပြူစောထီခေါင်းဆောင်နေဝင်းရဲ့သားကလည်းပြူစောထီပါပဲ။သားမီးနှစ်ယောက်ကတော့ပစ္စည်းတွေယူပြီးတော့ထွက်ပြေးသွားကြပြီလို့ Phoenix GF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။သေဆုံးသူပြူစောထီခေါင်းဆောင်နေဝင်းဟာစစ်မှုထမ်းရလူငယ်များကိုအတင်းအဓမ္မဖမ်းဆီးပြီးတော့ပတ်စံတောင်းကပြန်လွတ်ပေးခြင်းပြည်သူများရဲ့သွားလာလုတ်ကင်စားတောင့်နေတဲ့ဆိုင်ကယ်များကို ချင်းချောက်ဖမ်းဆီးပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့ဝင်ညချင်းတော်လိုင်းတပ်ဖွဲ့များရဲ့တော်လာလှုပ်ရှားမှုများကိုစုံစမ်းပြီးတော့စစ်ကောင်စီတန်းကိုတရင်ပစ်ဖို့ခြင်းတို့အပြင် ၎င်းကိုယ်တိုင်လည်းစစ်ကောင်စီရဲ့စစ်ကြောင်းများနဲ့အတူလိုက်ပါကပြည်သူများကိုဖမ်းဆီးခြင်း၊နေအိမ်များကိုမီးရှို့ခြင်း၊ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းဖျက်ဆီးခြင်းတို့ကိုလုံဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်အနေနဲ့စစ်သားရဲပြူစော်တီများနဲ့စစ်တပ်ထောက်တိုင်များကိုအခါအခွင့်သိရင်သိတယ်လို့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့ထိခိုက်မှုမရှိစေရန်၎င်းတို့ရဲ့အနီးတဝိုက်မှာတွာလာနေထိုင်ခြင်းမျိုးမပြုကြရန်တိုက်တွန်းပြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မှာအုပ်ချုပ်ရေးမှုအသစ်ဇော်မင်းဦးပြစ်ခတ်ခံရပြီးတဲ့နောက်ပြည်သူအယောက်90ကျော်ကိုစစ်တပ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ23ရက်နေ့မနက်ပိုင်းကမိထီလာမြို့မှာအကြမ်းတ်စစ်တပ်အထွတ်အလုပ်လုပ်ပေးနေတယ်စည်းကုံကြီးရက်ကွက်အုပ်ချုပ်ရေးမှုဇော်မင်းဦးပြစ်ခတ်ခံရပြီးတော့တေဆုံးသွားခဲ့တယ်လို့သိရပါဗျ။ပခုတ်ကူတိုက်တန်းရန်ကြီးလက်ဖက်ဆိုင်မှာထိုင်နေတဲ့အချိန်ပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှုဇော်မင်းဦးဟာ အကြမ်းဖက်စစ်တပ်အတွက်သတင်းပေးခြင်းများကိုလှုံ့ဆော်နေပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းရန်အတင်းအဓမ္မစေခိုင်းနေသူဖြစ်တယ်လို့သိရပါတယ်။စစ်တပ်အလူကျစေခိုင်းမှုများမှာပါဝင်နေတဲ့အတွက်ကြောင့်ယာအိမ်မှုအဆင့်ကနေပြီးတော့အုတ်ချုပ်ရေးမှုအဆင့်ကိုယာဒူးတုံးမြင့်ပြီးတာဝန်ထမ်းဆောင်နေတာဟာနှစ်ရက်လောက်ပဲရှိသေးတယ်လို့သိရပါတယ်။ပြေသွားတဲ့အုတ်ကြီးကပတ်စံလဲချမ်းသာတဲ့သူကစစ်ဘောကိုကြိုက်လို့မနေတဲ့သူပေါ့အခုသူတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့လူငယ်တွေကိုစစ်တပ်ကရှောက်ဖမ်းနေတာ အဖမ်းခါရတာအယောက်90ကျော်လောက်ရှိတယ်အကုန်လုံးကိုဇက်တိုက်လိုက်ဖမ်းနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒေသတော်လှန်ရေးတရင်အမြေတချို့ကတော့အုတ်ချုပ်ရဲမှုဇော်မင်းဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရဲဘော်တွေကတော့ဘေးကင်းလုံခြုံပြီး စစ်တပ်ကပြည်သူများကိုအကြောင်းမရှိအကြောင်းရှာပြီးတော့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။တင်ဆောင်သူအုပ်ချုပ်ရေးမှူးဇော်မင်းဦးဟာစက်သုံးစီရောင်းဝယ်ရေးလုပ်ကိုင်နေသူဖြစ်ပြီးတော့စစ်တပ်ရဲများနဲ့တဘူးဘူးတရဲရဲပူးပေါင်းတွာလာနေသူဖြစ်ကြောင်းသိရပါတယ်။တင်ဆောင်သွားတဲ့အချိန်မှာဇော်မင်းဦးရဲ့အသက်ဟာ52နှစ်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးလဲ BND ရဲ့ကင်းရှင်းပြီးတော့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ